刚开了后了的。哦，我做我看看了。怎么的？我不，那谁谁没变看了？我我我我拍照，他都落家呢啊？怎么？那他那个个我，你刚刚才就嘛？怎么的？就在个拍呢？就在个拍呢？就在个？那不都落，这个没听到在微信了？我不是了，六万骂了？怎么？不骂不就了？没听到在，不是可以讲那个？他们马上比比一家看，卖，两家看，卖，三看嘛？怎么？谁在个判断厂家完了六万咪事？怎么？了？怎么的？哎呦！ ဆိုရဲအကောင့်တစ်ခုပဲပြောရမှာဇဘုံကြီးကိုစစ်တပ်ကဖမ်းသွားပါပြီနေ့လေနှစ်နာရီခွဲမှာဖြစ်ပါတယ်ပင်ဦးတွေနေမှာလာရောက်ဖမ်းဆီးတာဖြစ်ပြီးအခုတော့နန်းတွင်းကလေပတိုင်းစစ်ဌာနချုပ်ထဲမှာဇဘုံကြီးတစ်ခေါက်သွားနေများချွတ်နေပြီလားအမှုသုံးမှုနဲ့ဖမ်းဆီးတာဖြစ်ပြီးဟုတ်လားမသိဘူးဟုတ်ပါတယ်အောင်မင်းပါဗျာအော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ရဲ့လို့ပေါ့ ကျွန်တော်အခုကောင်းမင်းဆိုတော့ပြောပါရည်ရနော်ကောင်းမင်းဆိုတော့ပြောပါကျွန်တော်တို့တိကျပို့တော့ဘိုးရောခင်ဗျာထောင်းနေထက်နိုင်နေဟုတ်ရဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုတ်ပါအောင်သူ့အောင်သူထောင်းနေကုန်တာအောင်မင်းနဲ့ပါတိုင်လို့ရလုတ်ပါအဲ့တော့ကျွန်တော်စိတ်ဝင်စားအောင်ဗျာဒီကခင်ဗျားကိုကျွန်တော်ပြောချင်တာတော်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 ဟိုရှစ်တဲ့လူကခဏလောက်ရတယ်ဒီကခဏတော်တော်ဟိုအနတော်တော်ကိုရဲ့ပြေပြဟုတ်ဘယ်သူကတက်မလို့ချစ်တာလဲလုတ်ပါအောင်ပြောပါအောင်ခင်ဗျကိုစောဘွေးထောက်ပြနေရတယ်ခင်ဗျမကြောက်လို့ရခင်ဗျဒီသူလူလူပဲမှာခင်ဗျ ဒီလိုလူတို့ခက်ခဲလို့ပဲထောက်ပြနေတာလေဗျာတောင်တော်ရဲ့လိုအပ်ချက်တွေကိုထောက်ပြနေတာလေဗျာတောင်တော်ချစ်လို့အာအတော်တော်ကြီးကုန်ပြီပါပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်အဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post တွေပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ debate ကြိုက်တဲ့အချိန်လုံးလို့ရတယ် နော်ခမားတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမားကြိုက်တဲ့ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာကိုလည်းကျွန်တော်ဓမ္မကုန်းဘလို့ဟောမလဲဘာနေဒီဘေးလို့လို့ရနော်ဒီဘေးလို့လို့ရကျွန်တော်ပြောပြမယ်ဗျာကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်သွားလို့စိတ်မကောင်းစရာတပင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်ရက်ကြားတာ နော်ညနေရချားတာပေါ့အတီးပြုတ်ကျဲဟိုနေဖြစ်နေအခုမီဒီယာတွေမှာတင်းလာဒါကတော့ဇော်ဘုံဟိဖန်းကန်ထီွားပါပြီနော်ဘုံဘုံကိုဇော်ဘုံဟိမှာနော်ကိုဇော်ဘုံဟိတောင်းမဲ့ကျွန်တော်ဒီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့လို့အဲစဉ်းစားပြီးစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေကခဏခဏချက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြီးဖြည့်ရှင်းမိတာဖြစ်ပါတယ်ကိုဇော်ဘုံဟိဖန်းကန်လာမှာဖန်းကန်လာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်တိုးတော့လည်းပဲအဲ ဆက်သွယ်မှုဧရိယာပြေပွားသွားဖြစ်နေပါတယ်เนาะเนาะကျွန်တော်တို့အပွင့်လေးပြောအမှန်တည်းတက်မော်ကြီးတဲ့လူဒီလောက်စောကားနေလူမဖမ်းတဲ့အတွက်တော့ကျွန်တော်တို့အနေနဲ့အဲဒီတော့ကတော့တကယ်အားမလို့အားမရဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီတော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူတို့လူသူခံရတာဘူးမှလာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘေးလို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုလူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့เนาะကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားလို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီမင်းအောင်လည်းအပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဟိန်ကို ဆက်တွယ်ရေးဥပဒေတင့်မောင်းခုမှုလက်နက်မှုလိုင်စင်မဲ့ကာယဝယ်မှုများဖြင့်စစ်ကောင်စီတပ်က ပြန်ဖန်ဖန်သွားတာကတော့တေချာတယ်ညှိနှိုင်းပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ညှိနှိုင်းပြီးထွက်ဖို့တော့ခက်မဲ့ထင်တယ်သူ့ကိုဆွဲထားတာကအမှုတွေများတယ်လို့သိရတယ်ဟုရဲတရင်ရင်မြစ်ကပြောဆိုပြီးရန်ကုန်အခြေစိုက်မပတ်တာအတိုင်းအတူညတိုင်းကမူစော်ဘုံဟင်းကိုဆက်တွယ်ရေးဥပဒေတင့်မောင်းခုမှုလက်နက်မှုလိုင်စင်မဲ့ကာယဝယ်မှုများဖြင့်အမှုတပ်ဖန်စီထားသည်ဟုသိရှိရပြီး လင်းကိုပြန်လွတ်ပေးရေးမပတာဦးဆောင်သူတချို့ကစစ်တပ်နဲ့ညှိနှိုင်းနေကြောင်းပြောဆိုသည်ဖမ်းဆီးမခံရခင်ဇော်ဘုံဟိန်ကစစ်လော်ဘီများဖြစ်ကြသည့်ကျော်စိုးဦးတစင်ဦးတို့နှင့်မုံရွာမျိုးအနောက်မြောက်တိုင်းစစ်ဌာနချုပ်အပါအဝင်စကိုင်းနှင့်မန္တလေးသို့တွားရောက်ခဲ့ကြောင်းသိရှိရသည်ပို့ခံများကျွန်တော်တို့ထောက်ပြလိုက်အဲ့ဒီပို့နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီလိုကြိုက်တဲ့ချိန်လုံးလို့ရတယ်။ခင်ဗျားတဲ့အောင်လည်းမဟုတ်ကြိုက်တဲ့သူပြ မြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုရဲ post ကိုခဏတက်တက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာလည်းကျွန်တော်ဓမ္မကုန်ဘလို့ကောင်းမလဲဟိုနေဒီဘေးလို့လို့ရတယ်နော်ဒီဘေးလို့လို့ရကျွန်တော်ပြောပြမယ်ဗျတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကြိုင်တုတ်ချင်တယ်တုတ်နေလို့မရတော့ကျွန်တော်ပြောချင်တာအဲ့ဒါလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ခွက်တည်းမှာရွေးစစ်တိုက်နေတာဟုတ်နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လေးကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ကိုလမ်းကြောင်းမှာဒီကောင်မောင်ကိုကူးနေတဲ့ကောင်လေး သူကရှမ်းကြောင်းမှာတက်မလို့နိုင်စေချင်တာမဟုတ်ဘူးမောင်ခိုလမ်းကြောင်းပွင့်စေချင်တာကျွန်တော်လူပြောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘယ်တော့မှလည်းထည့်မပြောခဏလောက်ကြည့်အောင်ပြောပြလိုက်မယ်တကယ်သာ तू ဟာဟုတ်လား तू ပြောလို့ तू ကစိတ်ကောင်းရှိပါတယ်လို့ဟုတ်လား तू ကဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လည်းဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုနိုင်ပုံမှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံနေတယ်ပါတီယုံကြီးတစ်ခုလေးကနေပြီးတော့အဲ့ယုံနေကကျွန်တော်မထွက်ရင် ပါတီအိုက်ပါတီတော့မဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့သူကဒီဘက်မှာကြတော့ပန်းလူသူရေအာသူ့လောက်လူတွေကိုချစ်တာတို့သူကလူတွေကိုဘလို့တနာတတ်တာတို့တော့ကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်နေပြောကျွန်တော်ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်နေပြောပြမှန်တယ်သူနဲ့ကျွန်တော်လည်းရာပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဒါပေမဲ့သူမိမဘာသူဖြစ်တယ်သူမိမဘာဖြစ်တယ်ဟုတ်လားသူဘလို့ဖြစ်တယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်မိမအကြောင်းလေးနဲ့သူလျှောက်ပြောတယ်မောင်းကောက်ကပေါက်ခဲ့ရတယ်နော်ကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မလို့ဖြစ်တယ်ဆိုတာတက်မလို့ဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ် တက်မလို့မပွင့်နေပြောရရင်မတားတဲ့မတရားသားရည်နဲ့ဖွဲ့စည်းထားတာနော်မတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတဲ့ဟုတ်လူတွေဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့တက်ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုသူတို့တွေအနေနဲ့ချိုးလာပန်းကလုပ်နေရတဲ့အခြေကျွန်တော်တို့ပြောချင်တာပါလေဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မလို့ကသူ့ကိုလာဖားတာဘယ်ကောင်းမှလည်းဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါလားဖားဖားကြည့်ပါလားကျွန်တော်တို့ကကြတော့ဘောမလေးလို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းသူ့မှမပါဘူးဘောမလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာ တခြားလူတွေနဲ့အမြင်မတူတာရှိရှိနေကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲနော်အဲ့ဒါကဘောမှာတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေချင်းပဲကျွန်တော်ပြောချင်တာနော်ကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေထားမှာသူချက်ကုတ်တကယ်ယုံနေတာအဲ့ချက်ကုတ်တကယ်ယုံကြနေတာကလည်းဘာလို့တော့မှမဟုတ်တက်မတော်အတွက်လည်းပါတယ်ကိုပြည်သူအတွက်လည်းပါတယ်ကျွန်တော်ပြောချင်တာကျွန်တော်တို့ရှိမှာတခြားနီးတက်မတော်ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်တခြားပုံစံနဲ့တက်မတော်ထောက်ပြလို့ရတဲ့နီးအများကြီးရှိတယ် တော့ကျွန်တော်ပြောချင်တာကျွန်တော်ပြောမှာဒီဘောက်သူထောင်ဝင်ဝင်အောင်မကလို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူပြောက်ကျွန်တော်အဲ့လိုလေဘောင်းလည်းလည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးလည်းဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်ခင်ဗျားတို့လေကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တတ်ဖို့လူတွေအဲ့ဒါကျွန်တော်ပြောတဲ့စကားမျိုးဘိုးကျော်အောင်ပြောတဲ့စကားနော်တက်မလို့ချစ်တတ်ဖို့လူတွေဆိုတာတစ်ချိန်လုံးကလေဘိုးကျော်အောင်လည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ဘောင်းလို့ဆိုရင်ဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့သွားဘောင်းလို့လုံးနဲ့ယူအင်္ဂလိပ်နဲ့ဘောင်းမီယူလို့ဆိုရင်ဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာလက်ရှိတက်မလို့အကြီးကြီးတွေကလေသူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းမြေရေရှိကောင်းသားရဲ့အတွက်သူတို့ တော့ရမယ်သူတို့တက်ထားတဲ့ပညာနဲ့သူတို့လုပ်ပြီးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရမယ်เนาะကျွန်တော်တို့ပြောချင်တာတက်ကဘိုးချုပ်အောင်ဆန်လုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါပေမဲ့သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တက်ကတိုင်းပြည်လွတ်တဲ့အရာကိုအဓိကအခုလက်ရှိတက်မလို့အခြေအနေကြီးဆိုတာလေဟဲ့လားဒီဟဲ့လားဒီ MND နဲ့ညှိတယ်နားရှိဖို့လားဒီတစ်ဖက်ဒီတစ်ချက်မပေါ့ပဲပြန်ယူတယ်ဟိုအေးအေးဆိုလို့ရှိရင်ဒီလိုပဲအေးကပြီလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံနဲ့ဒီနဲ့ရအောင်ယူမယ်သူတို့ရှိမှအဲ့ဒီမှရှိမယ်ချက်က မြန်မာနိုင်ငံဒီမိုကရေစီရောက်ရမယ်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေတော့သုံးသပ်တယ်အဲ့အတွက်ကိုကျွန်တော်ရဲ့စာချုပ်ဘက်ကသုံးသပ်ချင်သုံးသပ်လို့ရတယ် ဒါပေမဲ့တခုလို့ရှိတယ်ဟာလာကျွန်တော်အနမတွေအမတွေဟာလာဒါပေါ်ကျွန်တော်မိမတွေကျွန်တော်မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ဝေဖန်ကြမလို့ဦးလေနော်နောက်ပြီးတော့တက်မလို့အကြီးကြီးတွေလည်းငါနဲ့ဆဲပြီးဝေဖန်ကြမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လိုပြောမဝေဖန်နဲ့လို့ပြောမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်နဲ့လို့ပြောမှန်တယ်သူနဲ့ကျွန်တော်ကြားမှာသဘောထားကိုလည်းငိုကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံငါနဲ့ကြိုက်လို့တော့လက်မခံဘူးခင်ဗျားကျွန်တော်ပြောပြမယ်ဝေးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တက်မလို့အကြီးကြီးတွေဆိုတာဟာလာအဲ့ပခုံးကအပွင့်တွေကနော် လမ်းရွက်ဝေးလာတာမဟုတ်ဘူးကြာတို့ပေါ့တို့လားဘူကြီးဘူမှုတို့အဆင့်ဆင့်ဆင့်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှနော်နောက်ဆုံးရိုင်းရင်ပြောရင်မသိလို့ဒီနေရာကိုရောက်လာကြတယ်ခင်ဗျအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်ခင်ဗျဘလို့အပြစ်နဲ့ခံရမလဲဆိုနော်ကျွန်တော်တို့ကပွင့်နေပြီးတော့အမှန်တည်းတက်မော်ကြီးကဲတွေကိုဒီလောက်ဆော့ကားနေလို့မခမ်းနေတော့ကျွန်တော်တို့အနေနဲ့အဲ့တော့ကတော့ တကယ်ကိုအမှုအမများဖြစ်ခဲ့တယ်ဖမ်းလိုက်တော့ဖမ်းပေါ့ဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူတို့လူသူခံရတာဘူးမှန်လာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘေးလို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုလူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ မင်္ဂလာပါဗျာဘိုင်ရက်ကိုပြန်လာပြန်ဘိုင်ရက်ကိုတန်းကြောင်းအားလုံးပြောင်းဆင်ကြပါစေဗျာအခုကကွန်ဟုံးကိုစော်ဖိုးကြီးပါနော်ကွန်စော်ဖိုးကြီးတောင်းမဲ့ကျွန်တော်ဒီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့လို့အဲစေသားယူစာဖတ်နေတာစာဖတ်နေတဲ့ဖုန်းတွေခဏခဏဆက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထပ်ပြောဖြေရှင်းပေးတာဖြစ်ပါတယ်ကိုစော်ဖိုးကြီးဖန်ခံတာမဖန်ခံတာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်တိုးတော်လည်းပဲအဲဆက်တော့ဒီရပြပါတော့ဖြစ်နေပါတယ်နော်နောက်တစ်ခုကကျွန်တော်နဲ့ ကိုဇော်ဘုံရလီလာလောက်တော့ရှိပြီဗျအဆက်သွင်းတော့မရှိတာပြီးခဲ့တဲ့ရက်ကအမျိုးသမီးတယောက်ကတရားစွဲတယ်ဆိုတဲ့အမျိုးရှိတော့အခုတောင်းတော့အဲ့ဒါဟုတ်လားလို့အဲ့တစ်ချက်လေးတော့ကျွန်တော်မေးဘူးတဲ့အဲ့နောက်ပိုင်းတော့ကျွန်တော်တို့ဖုန်းဆက်လို့မရှိဒါပေမဲ့ကျွန်တော်အခုပြန်ဆက်တီးပေးလိုက်တဲ့ခါကျတော့ဒါဖုန်းကင်တာဖုန်းကဆက်သက်မှုပြန်ပါလေဖြစ်နေတာမျိုးရှိတယ်နော်အဲ့ဒါလေးတော့တတိဟုတ်လားမဟုတ်လားမေးကျွန်တော်အဲ့မှာကိုတီတို့ကိုသွားပြီးတွေ့လိုက်တယ်အဲအဲ့ဒီဟိုသူတို့တတိပြောနေတာလေအဲ့ဒီမှာကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်ပါလို့စိတ်မကောင်းစရာတတိလေးပြောပြတယ်အဲ့ဒါကတော့မနေ့ကတည်းကကြားတာနော်ညကတည်းကကြားတာပေါ့အတီးကျက်မနေ့ဖြစ်နေအခုမီဒီယာတွေမှာတင်းလာတယ် ဒါကတော့ဇော်ကောင်းဟိန်ဖမ်းတာထိသွားပါပြီเนาะကျွန်တော်ပြောတယ်မလားဟွေးကပဲကျွန်တော်တင်လိုက်သေးတယ်ဇော်ကောင်းဟိန်ရဲ့ပါဝါကနည်းတဲ့ပါဝါမဟုတ်ဘူးလို့ဘုံမှုတွေဘုံမှုချုပ်တွေတိုင်းမှုတွေကငါနဲ့တောက်လို့ရတဲ့အစင်းလို့ဘာဖြစ်လို့တင်လာလဲတိလားခင်ဗျားတို့အားပေးနေတဲ့စစ်တပ်ဘက်မှာအဲ့လိုပြောပိုင်ခွင့်လုပ်ပိုင်ခွင့်မရှိဘူးတရားမျှတမှုဆိုတော့လုံးဝမရှိတဲ့အရာတော်လှန်နေကြတဲ့လူတွေကစောက်ယူနာပေးနေမဟုတ်ဘူးတိလားလူပီတာတဲ့ကောင်တွေဆိုရင်ဘယ်သူမှအခြေကုန်းတော်မှန်ဘူးဘွားတွေအပြက်ခံပြီးတော်မှန်ဘူးနော်လူစိတ်ကြောက်နေတဲ့ကောင်တွေမှတိလို့တော်လှန်နေကြတာ ဒါကိုမင်းတို့စစ်တပ် lobby တွေကဘာဖြစ်လဲညာဖြစ်လဲဆိုတော့ဇော်ဘုန်းကြီးကမကြဘူးလို့ငါပြောနေတုံးရှိသေးတယ်အခုတော့ထိပြီနဲတယ်အားရတယ်ကျင်တတ်တယ်သိလား ဲ့တော့မင်းတို့တွေဆက်ထောက်ခံကြမင်းတို့ထောက်ခံတဲ့အတိုင်းဝိုင်းဆိုတာလူစိတ်ပေါက်နေတဲ့ကောင်တွေလားတလိမ့်ဆန်စိတ်ပေါက်နေတဲ့ကောင်တွေလားဆိုတော့မင်းတို့ကိုယ်တိုင်ခံစားတိမှတိလိမ့်ပြလို့ပြောလိုက်မယ်သွားပြီးတွေးလိုက်တယ်ဆိုတာလူချင်းသွားပြီးတွေးလိုက်တယ်လို့ကျွန်တော်ပြောတာမဟုတ်ပါဘူးเนาะကျွန်တော်အဲ့ဒီကဟိုဒီကကျွန်တော်က line သုံးတဲ့ခါကျတော့ဒီလိုမျိုးသုံးတဲ့ခါကျတော့ဖုန်းထဲမှာပဲကျွန်တော်ကကြည့်ပြီးပြောကြတဲ့စကားဖြစ်ပါတယ်တချို့ကျွန်တော်ကတကယ်လို့အိမ်မှာသွားပြီးတွေးလိုက်တယ်လို့လူချင်းသွားတွေးလိုက်တယ်လို့ဒါမျိုးဆိုတော့လူချင်းအပြင်မှာသွားတွေးတာပါအာကျွန်တော်တို့အဲ့ကိုစောဘယ်လိုလဲကိုငယ်စီလာသူ့စီကိုကျွန်တော်သွားပြီးတော့လူချင်းသွားတွေးပြီးတော့ကျွန်တော်မေးကြည့်ပါတယ်ဆိုတော့ဒါကျွန်တော်လူချင်းသွားတွေးတာဒါကျွန်တော်တစ်ဆောင်ပြောလိုက်တဲ့စကားကျွန်တော်ကိုငယ်စီလာသွားတွေးလိုက်လို့ဒါကျွန်တော်သိလိုက်တယ်ဆိုတော့သွားတွေးတာလူချင်းသွားတွေးတာ လို့ပြောမှာနော်လူချင်းဆိုတာရှိသေးတယ်မြန်မာနိုင်ငံမြန်မာစကြရမှာအဲ့ဒါလေးတော့နည်းနည်းဟိုနားလည်ပေးဖို့လိုပါတယ်ဒါကြောင့်ကျွန်တော်ခုငဒီနဲ့လူချင်းသွားတွေ့တယ်ဆိုခေါ်ပါအကျန်းဖက်နဲ့အဲပေါင်းပြီးတော့ဟိုထပ်ပြီးတရားစွဲခံရမှာဆိုလို့နော်အဲ့လိုမျိုးလေးတော့ပြောချင်ပါတယ်နောက်တစ်ခုကျွန်တော် comment ကိုဝင်ရေးထားရှိပါတယ်အဲဒါခုငဒီရဲ့ပြောနေတဲ့ဟာလေးတော့တစ်ချက်နားထောင်ကြည့်လိုက်ပါဦးနော်ဖြီးပြီးတော့ပြန်ထွက်လာလို့ရရင်နော်ကံကောင်းတယ်နှစ်ပါနော်ကံအကောင်းဆုံးကတော့ဖြီးပြီးပြန်ထွက်လာလို့ရတယ်ဒါပေမဲ့ဒီတစ်ခါတော့ဖြီးဖို့မလွယ်ဘူးဒါပေမဲ့တစ်ခုရှိတာကဇော်ဘုံဟင်းတာက ခုနကပြောသူပြောခဲ့တဲ့အရာတွေအားလုံးကိုတစ်ဖြည်းဖြည်းနဲ့တစ်ဖက်ကဆုတ်ထားတဲ့ပုံစံမျိုးအဲ့ဒီမိုးမိုးခိုင်ဆိုတာကရှင်းရှင်းပြောရရင်တော့သူတို့စစ်တပ်အပိုင်းဝဲမှာဇော်ဘုံဟင်းနဲ့မိုးမိုးခိုင်ပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့သူတို့ဘောမှထောက်ခံမှုအားပိုကောင်းလာတာဇော်ဘုံဟင်းကအားပိုကောင်းတယ်နော်ဇော်ဘုံဟင်းကမိုးမိုးခိုင်နဲ့စားရင်လက်တွေ့ချက်ကြတယ်လှုပ်တယ်အဲ့ဒီအတွက်သူတို့စစ်တပ်အပိုင်းဝဲမှာဇော်ဘုံဟင်းကပို့ပြီးတော့မျက်နှာရတယ်အလုပ်ပို့လို့ဒါပေမဲ့ပြောဆိုတဲ့နေရာမှာခုနကပြောသလိုပေါ့သူတို့စိတ်ထဲမှာတကယ့်ဟိုလူလူတင်မြောက်တဲ့အစိုးရတရက်ကိုဝေဖန်တဲ့ပုံစံမျိုးတွားရောက်ပြီးတော့သူတို့သူတို့ခေါင်းဆောင်တွေကိုသူတို့တွားပြီးတော့တွားပြောတော့ဘယ်ရမလဲ အဲစက်ကောင်းဆောင်နေအဲ့လောက်လူစိတ်ရှိမှပဲတော်လန်ရဲဆိုတာဒီနိုင်ငံမှာမပေါ်လာဘူးဟဲ့မေးရတိလားဒီလားတော်လန်နေတဲ့လူတွေကဘဝတွေအထက်ခံအထက်တွေစည်းပြီးတော့တော်လန်နေဆိုတာစောက်ယူနေမဟုတ်ဘူးလေမင်းတို့လိုပဲအုံနောက်ရှိတဲ့တွေးကြတယ်လေနော်အဲ့လောက်တွေးကတွေးတော့စင်ကြီးတတ်တဲ့လူတွေတော့မှဘဝအထက်ခံအထက်တွေရင်းပြီးတော်လန်နေတယ်ဆိုတာမင်းတို့တင်ထားတဲ့ခေါင်းဆောင်တွေကဘလောက်ထိလူစိတ်မဲ့နေတဲ့ကောင်းတွေဒီတန်းကြီးအတွက်အန်တယ်ဘလောက်ကြီးလဲဆိုတာကိုတိလို့တော်လန်ကြတာလေဒါကိုမင်းတို့ကလုတ်ပိုင်ဝင်နေကြတယ်အကျိုးအမြတ်လေးရယုံတဲ့နော်အာငါတို့ဘဘကြီးငါတို့တက်မတော်ကွာဆိုတဲ့ဟာမျိုးနဲ့တွားပြီးတော့ကြားတယ်ဘုံအတက်တွင်းနဲ့လှုပ်ရက်ကိုမင်းတို့တွေလှုပ်ကြတာအဲ့တော့ ဝင်းဆိုတာမော်တော်မလို့ဘူးအော်တိုလဲတယ်နော်ဟိုကောင်ဖမ်းဖို့ဒီကောင်ဖမ်းဖို့အော်တိုလိုင်းတမဘာဖြစ်လဲပြောခဲ့တဲ့ကောင်ကြီးအတွက်အချိန်မတန်ခင်တော့မှအော်တိုလဲလာပြီနော်အချိန်တန်တဲ့တနေ့ကျရင်ခဏနိုင်ရှိအောင်ကြိုးစားအခုဇော်ဘုံလေးကညှိပြီးတော့ပြန်ထွက်လာလို့ရရင်တန်ကောင်းတယ်မှန်အများစုခံမှန်းနေကြတယ်တော့လုံးဝညှိဖို့မလွယ်ဘူးလို့ကြားပြရတယ်နော်တတိယဘယ်လိုဖြစ်ဖြစ်ဦးတော်ဆူဦးဆိုလဲဘာမှမဟုတ်ဘူးနော်အခုဒီကောင်းနေနော်ဒီလောက်တောင်ပိုးဆိုးပတ်ဆက်ဘောမှနော်သူတို့ရှင်းပြောရင်သူတို့အတက်နဲ့ရင်းပြီးတော့ဒီစက်တက်ကိုဘောမှရနော် အကောင်းတော့လားတိုင်းပြည်လုံးတစ်ကမ္ဘာလုံးအစဲအဆိုခံချင်းချောက်ခံနော်ပြီးလို့ရှိရင်ဗမာတွေ့မယ်တွေ့ရတင်းကြိုင်ဓာမဆိုင်တို့ချင်းပြီးတော့အတက်နဲ့ရင်းပြီးတော့ဘောမားတဲ့ဒူတွေတောင်မှစကားလေးတစ်လုံးအမှားမခံဘူးဆိုရင်ခမည်းတော်ကျွန်တော်တို့တာမန်ပြည်သူဘဝစဉ်းစားကြည့်ကျော်ဆိုးဆိုဘယ်နှခါရှိပြီလဲဟမ်ကျော်ဆိုးကလည်းယုံကြည်မှုနဲ့လေစစ်ကောင်စီအနေနဲ့ဒါပေမဲ့ဒါကြောင့်မလို့ကျော်ဆိုးကလည်းအသေးလေးပြန်ပြီးတော့ရရပလွေလိုက်ဆုပ်ပြရတာနော်အခုဇော်မောင်းလေးဆိုတို့ပဲအာမင်းအောင်နိုင်ဘာငန်းတဲ့တမီးတွေကဘိုးကြီးလေတုမင်းတို့တူလိုက်မှလောက်တာအခုဘိုးကြီးကလေတုဟုတ်လား မင်းတို့လည်းအဲ့ဒါပြောတာကွာနော်ဒီတက်မတော်တက်မတော်ဆိုတာငါတို့ပြည်သူတွေကလုံးဝတက်မတော်ဖြစ်ပါလေနော်ကိုတိုင်းပြည်အတွက်တက်မတော်ပဲလို့ချင်တာပေါ့နော်သူများနိုင်ငံစစ်သားနေနဲ့ရှင်လိုက်လို့ရှိရင်ကိုတိုင်းပြည်ရဲ့တက်မတော်ဟာကိုတိုင်းပြည်ရဲ့တက်မတော်သားတွေဟာတကယ်စတန်ဒတ်ရှိတဲ့စတန်ဒတ်အာမီဖြစ်ရှင်တာပေါ့ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလက်အောက်မှာစတန်ဒတ်အာမီဖြစ်လို့မရတယ်လို့တိုင်းပြည်တစ်ခုအတွက်ဂွန်လူစီယာတက်မတော်ဖြစ်မလာဘူးဆိုတော့ပြီလို့တော်လန်းနေကြတာလေစစ်တပ်ကိုကြောက်တော့အောင်စစ်တပ်ပြိုလဲအောင်တော်လန်းတာမဟုတ်ဘူးဒါကိုမင်းတို့တွေကလောက်ပိုင်ခွင့်လေးနည်းနည်းရတဲ့အရာနဲ့မင်းတို့တွေပြောချင်တိုင်းပြောတယ်လှုပ်ချင်တိုင်းလှုပ်တယ်နော်အဲ့တော့ ကိုယ်လက်ထက်ရောက်ရင်ခံနိုင်ရှိအောင်ကြိုးစားကြပါဦးဟုတ်တယ်နော်အခုဇော်ပေါင်းကြီးဆိုတာမိုးနေရာပဲဖုတ်တင်းနေသေးတယ်အာဒီဗမော်အတွက်လားမသိဘူးအခုအစားတွေလားဘာလားမသိဘူးပြီးရင်ရိတ်ခါတွေအသေးအလဲထောက်လျှောက်လောက်တာနော်အဲ့လိုလောက်တဲ့လူတော့မရောက်ဘူးစဉ်းစားကြည့်အဲ့မင်းတို့ထောက်ခံတင်နေလားမထောက်ခံတင်ဘူးလားဆိုတာမင်းတို့စားနေတဲ့ခမင်းကိုထောက်ရှုတော့အားဖြင့်ဦးတော်ထဲကလူတို့အတိအကျတွေးပြီးစဉ်းစားကြဖို့အချိန်တန်နေနော်ဒီရဲ့အပြောင်းလဲကိုတတိုင်းမီလုံးလက်ခံလိုက်မယ်ဆိုလို့ရှိရင်စစ်တပ်ဟာစစ်တပ်နေရာမှာနေရမယ်ဒီလိုမျိုးအာဏာအလွဲတုံးစားလုပ်တဲ့စစ်ဘုံကျုပ်တွေကငါတို့အရေးယူရမယ်ငါတို့တိုင်းပြည်ကိုတတ်မတော်ဆိုတာရှိရမယ် ဲ့ဒီတက်မတော်အခုဇော်ဟိလို့တိုင်းပြည်လုံးထောက်ခံရတယ်ဒါပေမဲ့မှားရင်မှားတယ်လို့ပြည်သူကပြောနိုင်တယ်အဲ့ဒီတက်မတော်ကလက်ခံနိုင်ရအဲ့လိုတက်မတော်မျိုးမင်းတို့ကမလိုချင်ဘူးငါတို့လည်းလိုချင်တယ်ဒါပေမဲ့အဲ့လိုတက်မတော်မျိုးလိုချင်ဖို့အတွက်လက်ရှိစောင့်ကျင့်ပန်းနေတဲ့ခေါင်းယိုးကျိုးနေတဲ့ဒီခွေးစိတ်ပေါက်နေတဲ့စစ်ဘုံကျုပ်တွေငါတို့နိုင်အောင်အရေးယူမှရမယ်အဲ့ကောင်တွေကိုအစွဲချိုးနိုင်မှငါတို့လိုချင်တဲ့တက်မတော်ဖြစ်မှာအဲ့ကောင်တွေကိုအစွဲမချိုးဘဲနဲ့မင်းတို့ပြောချင်တယ်သူကပြောတော့မင်းတို့စကားလေးတစ်လုံးမှားတော့မရအောင်အခုပြတိဇော်ဘုံဟိလို့ကောင်မျိုးကိုဖမ်းနေဆိုရင်စစ်တပ်မှာနောက်ထပ်မျက်နှာထောက်မဲ့လူစစ်တပ်ထောက်ခံတဲ့လူတွေမှာမရှိတော့ဘူး ဒါရှင်းချင်းပြောတာဇော်ဘုံဟိန်းလောက်ဒီစစ်တပ်တွေအသက်ပေးပြီးအလုပ်လုပ်တာမရှိဘူးလော်တာမရှိဘူးဖတ်ခါရတာဟုတ်လားဗျာဟောဘယ်လိုဘယ်ဖတ်ခါရတာတမပါဗျာဟိုပါဗောနည်းစစ်စစ်ပြင်းပြခံရပေါ့ဟိုပါတော့သဘောကြီးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမပါဘာနဲ့ဘာပဲတော့ပေါ့တန်ကောင်းနဲ့ပြောရမှာတမပါဗျာစစ်တပ်ကဖမ်းတယ်စစ်တပ်ကဖမ်းတယ်စစ်တပ်ကဘာလို့လဲတစ်ခါကမကြည့်တော့တိုက်လို့ရှိရင်တော့ဥပဒေမှာတော့လောရမှာပဲတမပါသူဘာမှမပြောတော့မကြည့်တော့ကိုသဘောကြီးကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ပြီးစီရီယက်ကဖမ်းသွားရင်ငေါက်ဆက်ခံရမယ်အတက်ခံရမယ် 现在噶判断，厂家完了就阿米奇，是嘛？冇啦、so,，是嘛的？哎咯、yeah. 네，租嘞呀，阿刚都租嘞就啊嘛，阿就比较嘞，也也是还中介办嘞，是嘛？租啊，他这个阿都税收比较低的，免了，有在咯，有的都有中介搞，是嘛？哎咯，他正就说，新高，新咩高音文啊，对是不？咱俩不做保险啊，啊，租嘞啊，我我阿租嘞啊，高咩对啊？干高那对阿嘛？是嘛？现在噶开业，现在噶刚买茶嘛？ PDF ကဆိုင်ရဲ့ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့ဆိုတော့သူ PDF အန်ဒီရဲ့ကတော့ပြေးဝေးပါတာပေါ့ဆမမုံးလားဆမဖန်တဲ့လူတွေဒီရောတို့ကိုကကျန်တဲ့တော်တော်သူတို့မှတစ်ဆယ်ဦးတို့တော်တော်များများရှိရဲတက်မလို့ဝိုင်းရထောက်ခိုင်းမှုတော်မျိုးမင်းတို့အများကြီးရှိရဲဟိုကနောင်တော်လေးတို့ဟိုကပေါ်အောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနမ်ရာမစပိုက်ကဆူတို့ဟိုတော်မိုးတို့အများကြီးရှိရဲလူတွေဆိုလို့ရှိရဲအပြင်သွားရင်မလုံဘူးလေ PDF အန်ဒီရဲ့ကြောက်ရမှာအဲ့တော့ပူတော်ဖုံးရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရဲလဲ ဟုတ်လားမှန်ပါဗျာ။ဟိုနဲ့မှာတော့ဥစဉ်လဲနေနေတယ်မြို့လဲနေခဲ့တာပဲမဟုတ်လား။မှန်ပါဗျာ။ဟိုနဲ့မှာတော့ဥစဉ်စီဆောင်လေးခိုင်းလိုက်ဟုတ်လား။မှန်ပါ။မနေ့ဆန်ကျော်လေးတော့လဲခေါင်းကနာပုံမှန်လာလို့ရှင်ခေါင်းဟုတ်မှာသွားလို့ရတယ်အနေထားလို့။မှန်ပါဗျာ။ဆိုတော့ ECC ခေါင်းထဲမှာတော့အစီအစဉ်ကျမကြီးအသက်ရှိပုံပြီးမှအသက်ရှိသွားတာပေါ့။မှန်ပါဗျာ။အသက်ရှိကြောင်းနီလန်ကောင်းနေခေါင်းထဲမှာလုတ်ပေါ့။မှန်ပါဗျာ။ဒါလည်းမတိကျသေးပါဘူး။ For you စစ်စစ်မင်းများနဲ့အစ်စ်မရှိသေးဘူးပြီးတော့အကြတာ။မှန်ပါဗျာ။ပုံမှန်လေးပါပုံမှန်ပုံမှန်လေးမဆွဲမချင်းရတော့တပြို့လို့နေကြောလို့အရာလေးဟုတ်လား။မှန်ပါဗျာ။အဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်နော်။ဟိုစစ်စစ်မင်းများနဲ့တော့တပြို့လို့ ကတဆင်ကြရတယ်ဒီမှာကျွန်တော်တို့တွေကတိုင်းကြီးကိုအတက်ကိုဘဝတွေရောရင်းနေပြီးတော့ပြီးတယ်ဆိုတာကဒါရှင်းရှင်းတော့လို့ကျင်တိုင်းကြီးမှာအေးကျန်စေခြင်းနဲ့အတက်အောင်ညှို့စေခြင်းနဲ့အောင်းချိန်မှာအာလောက်ဆောင်နေတဲ့ဟာတွေဟာအားလုံးကိုအဲတကယ်တဲ့မဲ့နိုင်အောင်လို့နော်ဒါအတက်ကိုလည်းသိအောင်လို့ပြောခြင်းနဲ့တဲ့ဆင်းတဲ့ဆင်းအာနာလေးပါပါလေးစားနေတဲ့ခါကျတော့အဲဒါမျိုးတွေကိုဟိုအတက်ကိုတင်ပြပေးတဲ့ခါကျတော့အဲအနာရှိတဲ့သူတွေကဘာဖြစ်လာမလဲဆိုတော့ပြဿနာပေါင်းစုံရှာလာတာမျိုးတော့တွေ့ရတယ်ရှိတယ်နော်ဒါမဲ့ဒါကတော့ကျွန်တော်တို့မပြောဘူး तू ကသူ့လိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်ကိုစော်ဘိုးကြီးလိုလောက်ဆောင်နိုင်တဲ့ပုံကွာရှာတယ်နော်အဲ့ဒါလေးကတော့ကျွန်တော်ပြောခြင်းနဲ့အဲကျွန်တော်အဲဘာကြောင့်ပြောလဲဆိုတော့ကျွန်တော်ဒီ comment တကွာစော်ဘိုးကြီးတ င်ကြပြီဆိုတာမဲ့ဟာတာပဲလို့ပြောလို့ကျွန်တော်တော့ဘယ်သူမှပြန်ပြန်အငင်းခုံမရှိပါဘူးအဲဟာတာပဲလို့ပြောလို့တကယ်ကြရင်ကြပါပြီဒါဘာဖြစ်လို့လဲဆိုတော့အဲဒီကျွန်တော်ဆက်ဆက်ပြောလို့ပေါ့ဟလာအဲ့ဖိုင်လေးကြည့်လိုက်ပါနော်အဲ့တော့လူမျိုးတောင်မှစကားလေးတစ်လုံးမှားတာကိုဖမ်းမယ်ဆိုရင်ဟာဒီစစ်တပ်အတွက်နောက်ထပ်ထောက်ရှုစရာစစ်တပ်ထောက်ခံသူဆိုတာမရှိတော့ငါပြောတာမင်းတို့လက်ခံတာနော်အဲ့တော့စစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းနေတဲ့စဉ်းစားပြီးတော့မင်းတို့အားပေးနေတဲ့အရာဒီကြားတွေကိုမင်းတို့အတက်တွင်းနေတာဖြစ်တဲ့အတွက်မင်းမင်းတို့ထင်တာကဒီကြားကိုအတက်တွင်းပြီးတော့ငါတို့ကိုတိုက်ခိုင်းမယ်လို့မင်းတို့ထင်တာ ။ဒါပေမဲ့ကြားဆိုတဲ့ကောင်မျိုးကနောက်မှလာငါတို့အတိုင်းမှာအနီးနားမှာရှိတဲ့မင်းတို့အရင်စားမှာ။စဉ်းစားကြည့်နော်တော်စောဦးမပုတုတစင်ဦးနော်ငပောက်အရေချောင်ပောက်မင်းတို့နေအသေးလဲလောနေထားတာ။ဒါပြည်တွင်းမှာရှိတဲ့ဟာနေနော်အခုပြည်ပမှာရှိတဲ့ဆိုကိုငမောင်တို့ဘာလို့ဆိုရင်ဖတ်ပြောတဲ့အနေထားတွေဖြစ်လာမယ်။မရဘူးလေ။လူလူရဝင်အောင်လုပ်လို့မရဘူး။ဒီစစ်ဖို့ချုပ်တွေကိုဒီစစ်ဖို့ချုပ်တွေလက်ရှိစစ်တပ်ကိုဦးဆောင်နေတွေ့အဲ့ဒီစစ်တပ်ကိုလူရဝင်အောင်မင်းတို့ကလုပ်နေတာမရဘူး။အဲ့တော့မင်းတို့အဲ့ဒီစစ်ဖို့ချုပ်တွေကိုအစွဲထိုးအောင်လို့အရင်ချိုး ချိုးပြီးမင်းတို့ဒီတက်မတော်ကို standard army ဖြစ်အောင်မင်းတို့လုပ်အဲ့ဒါပေးကြတယ်နော်အဲ့တော့ဇော်ဟောင်းရေးဖန်ခံထိတာတော့ငါတို့ဘက်ကတော့စိတ်မကောင်းဘူးနော်စိတ်မကောင်းဘူးဆိုတာအဲ့တော့ဖမ်းပြီးတော့ထောင်ထဲထည့်လိုက်မယ်ဆိုတဲ့ဟာမျိုးငါတို့မလုပ်ချင်ဘူးနော်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေကိုငါတို့လက်နဲ့ငါတို့အရေးယူချင်တယ်မင်းတို့စစ်တပ်ထောက်ခံတဲ့လူတွေတအူးချင်းစီကစပြီးတော့ဟဲ့တခုရှိတယ်အမားကိုတိလို့အခုဇော်ဟောင်းရေးကိုဖမ်းသွားပြီနော်အခြားလူတွေတကယ်ဟုတ်တယ်ငါတို့အားပေးတဲ့အရာမှားနေပြီငါတို့တွေကဒီအမားကိုပြင်မှငါတို့လုပ်ချင်တာအဲ့ဒါအမှန်တရားကိုလက်ခံတာလုပ်ချင်တာအဲ့အမှန်တရားကိုလက်မခံပြီးတော့နောက်ဆုံးထိမိုက်ဝမ်းမယ်ဆိုလို့ရှိရင်မိုက် ငါတို့လည်းနောက်ဆုံးထိတိုက်သွားမှာနော်အဲ့တော့အမှန်ကိုမြင်ဖို့တော့အချိန်ကြာပြီကွာငါအရှိမပြောခဲ့သလိုပဲဇော်ကုန်းဟီးလိုကောင်မျိုးကိုဖမ်းပြီးတော့အရေးယူမယ်ဆိုရင်မင်းတို့စစ်တပ်မှာနောက်ထပ်ထောက်ရှုစရာစစ်တပ်ထောက်ခံလို့ဆိုတာမရှိတော့ဘူးအဲ့တော့တာလန်ဘောမအစင်းလောက်ကိုမင်းတို့စိန်နဲ့မထွက်နဲ့တိလာမင်းတို့အဲ့ဒါနမူနာယူနော်ဇော်ကုန်းဟီးဘလောက်အလုပ်လုပ်နေဘလောက်အတက်ပေးတယ်ဘလောက်လော်တယ်နော်အဲ့တော့မှန်ပါတယ်ဇော်ကုန်းဟီးကိုတက်မောက်ခိုးနော်ကားလိုင်စင်မဲ့ကားဝတ်တော့ဖောက်ခိုးနေပြီးလို့ရှိရင်ဘာလက်လက်မှုတွေနဲ့စွဲမယ်ဆိုရင်ဘူးလက်လှဆိုရင်တောင်မှ တ်မှတ်ကြိုင်ထားတယ်တူတင်လားဆိုတော့တူတင်မဟုတ်ဘူးသူ့တပည့်ဦးအောင်ဆိုလက်နှက်တက်စင်ပေးထားတယ်အဲ့ဒါလိုပဲအခြားအခြားတော့စစ်ဖို့ချုပ်တယ်လေအရက်သားဖြစ်နေတဲ့စစ်ဖို့ချုပ်တယ်လက်နှက်ကြိုင်ဆောင်လာတာအများကြီးရှိတယ်နော်လက်ရှိကျန်းဖောက်ပါတီဝင်တွေခေါင်းဆောင်ပိုင်းတွေလက်နှက်ကြိုင်ဆောင်လာတာအများကြီးရှိတယ်ဒါပေမဲ့အရေးယူခြင်းတဲ့လူကိုယူတယ်အရေးမယူခြင်းတဲ့လူကိုမယူဘူးတရေခွင်းလို့ဥပဒေမင်းတို့တွေအဲ့ဒါကြည့်နော်နောက်တစ်ချက်တစ်ဖောင်ကိုဇော်ဘောင်းကြီးကိုဆွဲမယ်ဆိုရင်မြန်မာပြည်မှာ နော်အေကသိန်းနဲ့ချီကိုကျောင်းတဲကတစ်ကိုတရဝင်ပေါင်ဖို့ထောက်နေတဲ့သူတွေအများကြီးရှိတယ်အဲတောင်တော်ဘက်ကိုထောက်ခံနေတောင်တော်ဘက်ကိုအဲအားလုံးကိုဝိုင်းဝင်းပြီးတော့အဲတချို့ကကြတော့အပြူတော်ဆောင်နေပဲ အဲဆွေးနွေးဆွေးကျင်တာမျိုးရှိတယ်အတိတဘောဆောင်တဲ့ဆွေးနွေးဆွေးကျင်တာမျိုးကလည်းပဲကောင်းပါလေရန်ရဲ့ပြသားဆောင်ဆွေးနွေးတာလည်းကောင်းပါလေအငြင်းတန်းကြောက်နေရမယ်ဆိုလို့ရှိရင်တက်မလို့ကိုအာနာရှင်ဇက်ကိုတွင်းလိုက်တာဖြစ်ပါလေတက်မလို့ကိုဝေဖန်လို့မရဘူးတိုက်ရဲလို့မရဘူးဘာလို့အတိတဘောနဲ့ပြောလို့ရလဲဆိုတဲ့အဲအတုံးလုံးနေကျွန်တော်တို့တွေ့ရပါလေတွေ့ရတဲ့နေရာမှာကျွန်တော်ဒါပြောချင်တာကတက်မလို့ကိုဝေဖန်ချင်းတိုက်ခိုက်ချင်းဆိုတာကလက်နဲ့ချင်းနဲ့တိုက်ခိုက်တာမဟုတ်ပါဘူးဝေဖန်တယ်ဆိုရင်လည်းပြင်ဆင်ကြချက်တက်မလို့နဲ့ပြင်ဆင်လို့ရပါလေဝေဖန်လို့ရပါလေအဲဝေဖန်လို့မရဘူးအကြံပြုလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေတယောက်နဲ့တယောက်အမြင်မတူတာတွေရှိပါလေကျွန်တော်တို့ကတော့ဘယ်လိုပြောမလဲဆိုတော့တက်မလို့ကိုဝေဖန်နေဖြစ်စေအဲဒါထောက်ပြပြောဆိုသည်ဖြစ်စေတက်မလို့ကပြင်ဆင်လိုက်တဲ့ဟာ မျိုးကြောင့်လည်းဒါပြည်သူတရပြည်သူတရလုံးကတက်တော့ကိုအာနာရှင်လို့မတက်မှာပဲနဲ့မိမိတို့ရဲ့မိသားစုပဲဆိုတက်မှတ်ချင်တဲ့ဆန္ဒဒါကြောင့်လူကြီးတိတန်းတည်တယ်အဲ့တော့အဲ့လိုမျိုးကိုကိုစော်ဝေးတကယ်လို့အဲဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်ဒါဘာဖြစ်လာလဲဆိုတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဟိုအနောက်ဘက်ကဒါဒေါ်လာဟိဘက်ကပြောရမှာပေါ့သူတို့ဘက်ကသူတွေရဲ့လွှမ်းမိုးမှုများပါလိမ့်လွှမ်းမိုးမှုပဲဖြစ်သွားလိမ့်မယ်။ဘာလို့လဲရွေးကောက်ပါလေနီလာရွေးကောက်ပါနီလာကျွန်တော်တို့အတောင်ရဲဖြူတော့ဟိုဒီမှာကျွန်တော်တို့ဒါလူအတိများလာဆိုဘယ်လိုရှိမှာဆိုတော့ဒါအားလုံးသိတဲ့အတိုင်းမှာကိုစောဇော်ဘုံဟိန်းစားနေဆိုတာအယိုးတော့ပဲရှိတယ်။ငါပြောတာမှားလား။ဇော်ဘုံဟိန်းထက် ်မြောက်များစွာဒီတိုင်းဒီကနေတစ်တေဟောင်းခိုးထုတ်နေတဲ့လူပေါင်းမြောက်များစွာရှိတယ်အဲ့ဒါကိုစစ်တပ်ကမတည်ဘူးလားတိတယ်သူတို့စစ်သားတွေကိုယ်တိုင်မပါဘူးလားပါတယ်ဒါပေမဲ့ဘာဖြစ်လို့အရေးမယူလဲအရေးမယူခြင်းတဲ့လူကိုမယူဘူးနော်ကားမောင်ကိုတယောက်ကနေတင်သွင်းနေတာဇော်ဘုံဟင်းတွင်းနေဆိုတာအယိုးလေးလောက်ပဲရှိတယ်နော်ထိုင်းကနေတွင်းနေတာဇော်ဘုံဟင်းကားမောင်ကိုလောက်ပဲဆိုတာအယိုးလေးလောက်ပဲရှိတယ်ဇော်ဘုံဟင်းကမြောက်များစွာမောင်ကိုတွင်းနေတဲ့ဝိတောက်ကားတွေဆိုင်နေတဲ့တွင်းတဲ့လူတွေထိုက်တိုင်းမှာကြိုက်တတ်လို့မကုန်ဘူးဒါပေမဲ့ဘာကြောင့်အရေးမယူလာလဲစစ်တပ်လည်းတိတယ်အရေးမယူဘူးဘာဖြစ်လို့လဲမယူခြင်းလို့ အဲ့တော့အေးယူခြင်းနဲ့လူဆိုရင်ဘာမှမဖြစ်တဲ့လူလဲအေးယူတယ်ဥပမာအမေတော်အောင်ဆန်းစုကြည်ကိုဒီလူလူကောင်းကောင်းအောင်ဆန်းစုကြည်ကိုဆက်တွေ့ဒီသွေးကောင်ထောက်ကောင်ဥပဒေနဲ့ဖမ်းတယ်ဆိုတာအိုင်ကွန်စကားပြောဆက်မှာတော်အောင်ဆန်းစုကြည်ရဲ့တက်တော်ဆောင်မှာအိုင်ကွန်ရှိလို့တဲ့နော်မြန်မာပြည်မှာနှလုံးတိုင်သုံးလုံးတိုင်ဒီခါချိုက်တဲ့အိုင်ကွန်အသေးမပြောနဲ့အထိုင်ဆက်ကြီးနဲ့နော်ဂုံစည်းတွေကိုတိုင်ထောင်ပြီးတော့ခွဲစက်တွေထည့်ပေးထားတယ်ဒိုင်းထောက်ကအထိုင်ဆက်နဲ့ရိုက်တက်လို့မကုန်ဘူးဒါပေမဲ့အဲ့ဒါလိုင်းချစ်ကောက်ပြီးတော့အကုန်လုံးလို့ရတယ် တော့အောင်ဆန်းစုကြည်တက်တော်သောက်တွေဆိုတာကတီတဲ့ရေးကချပေးထားတဲ့ရဲတွေတော့အောင်ဆန်းစုကြည်လက်အောက်မှာရှိတာမဟုတ်ဘူးဒါပေမဲ့အဲ့ဒီရဲတွေမှာရှိတဲ့စက်တော်ရေးဆက်ကနော်တွဲတော်ထောက်ကုန်တဲ့အမှုစင်နေဆိုတော့စဉ်းစားကြည့်အခုလက်ရှိတော့အောင်ဆန်းစုကြည်ကိုဆွဲထားတဲ့အမှုတွေစဉ်းစားကြည့်နော်အဲ့တော့မင်းတို့တွေကိုချင်းစာတတ်အောင်အဲ့ဒါလက်တွေပြတာမင်းတို့လက်တွေဝတ်လင်တာသိလားနောက်ထပ်နောက်ထပ်ကောင်တွေလာအောင်မယ်မင်းတို့ဘက်မှာတက်ပြက်နေပြီသိလားရှင်းရှင်းပြောမယ်မင်းတို့ဘက်မှာဇတ်တူတာတွေစားဖို့မခိုင်းတော့တက်ပြက်နေပြီအဲ့တော့တက်ပြက်နေတဲ့ဟာကိုဖက်တွယ်နေတဲ့ကောင်တွေထိမှာပဲနော်အားရတယ်ကျင်တတ်တယ် ဒါမှဘာဖြစ်လဲတံပြန်တက်ရောက်မှုပဲเนาะအဲ့တော့ဒီနေ့ခက်ကစောင်းလည်တယ်ကွာ 5G ခက်เนาะသူငဘလို 3G တော့ 5G ဆိုတော့ဘောင်းတော့ဆိုလိုက်ရွှေ့ရွှေ့ခက်သွားတယ်အဲ့တော့ဝင်လဲအဲ့လိုပဲเนาะမင်းတို့လူလူကောင်းဆောင်လို့တီလာပြည့်စုံတဲ့ပုံကိုမင်းတို့စဲဆိုထားတဲ့เนาะဇော်ပေါင်းကြီးဆိုတဲ့သူတို့ပဲအဲ့တော့ဘာဖြစ်လဲချက်ချင်းဝင်လဲတာเนาะ 5G ခက်ဆိုတော့ချက်ချင်းနောက်ဘက်မကူဒီဘက်မှာလည်းရွှေ့ရွှေ့ခက်လဲတာတိကအဲ့တော့မင်းတို့ဘောမတွေတွေအဲ့ဒါယူတတ်ရင်တင်ကန်းတာပဲအခုချိန်ထိအဲ့တင်ကန်းတာကိုမယူဘဲနဲ့စက်မိုက်တာအောင်မယ်ဆိုရင်တော့တဘောပဲเนาะ